အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ match လ6ရက်နေ့2025ကျွန်တော်လည်းသူကြည့်ရမယ့်တဲ့င်းတွေကတော့ TVB ကတဲ့င်းတွေနဲ့ပြီးရင်နောက်မှာတော့ Kitty Media ကတဲ့င်းအနေငယ်နဲ့ပြီးရင်နောက်မှာဗမာလူမျိုးတွေကအမေစုကိုတကယ်မချစ်ကြောင်းကိုတုံးတက်ပြထားတဲ့ video file တစ်ခုနဲ့ပြီးရင်နောက်မှာတော့မတတဲအေးကမအလာရုရှားသွားပြီးဘာတလုတ်တာလဲဆိုတာကိုတုံးတက်ရှင်းပြထားတဲ့ video file တစ်ခုနဲ့ပြီးရင်နောက်ဆုံးမှာတော့ပပရဲ့ဒူးမနာသားဆိုဖိုးဟင်းက မအလာကိုကျုပ်တလုံးကိုလေချမ်းချမ်းပြီးစားနိုင်လာလို့မေးထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါလေစိတ်ဝင်စားစရာဗီဒီယိုလေးလေးဖြစ်တဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါရစေကျွန်တော် channel လေးကို subscribe လုပ်ရလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီး like and share လေးလုပ်ပြီးတော့ဝမ်းရံပေးကြဖို့မေတ္တာရက်ခံပါလေစလိုက်ကြအောင် DVB ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်ရေစကြုံမြို့နယ်မှာစစ်ကောင်စီစစ်တမ်းကအကြောင်းထိုင်စီရတော့တဘာပါဝင်ဒေသခံပြည်သူဆယ်ဦးထက်မနည်းကိုတပ်ဖြတ်သွားကြတယ်လို့ဒေသခံတွေကပြောပါရယ် မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာမတ်လ9ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရဲ့ဆက်တက်လေဒီနှစ်စီးပြစ်ခတ်ခံရပြီးလေဒီမောင်းသူတို့ဒဏ်ရာရရှိခဲ့တယ်လို့မြန်မြို့နယ်ပကဖကပြောပါရယ်။ကြားဖြန့်လုပ်ငန်းတွေကတရုတ်နိုင်ငံသား1439ရာခိုမတ်လ6ရက်နေ့ကနေ9ရက်နေ့ထိအတုလိုက်ခွဲပြီးဒုတိယအကြိမ်အဖြစ်နေရပြန်ပို့ပြီးတော့မယ်လို့ခရင်နယ်ကြားဆောင်တက်ပြောခွင့်ရှိသူဗိုလ်မှူးနိုင်မောင်စောက DPP ကိုပြောပါရယ်။ ပြည်ပကနေခွင့်နဲ့ပြန်လည်ရောက်ရှိနေတဲ့အလို့သမားတွေအနေနဲ့ပြည်တွင်းကနေပြန်ထွက်မရတာကြောင့်လုပ်ငန်းကိန်းပြန်ဝင်ဖို့အခက်တွေ့ကြုံရတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေစီကနေသိရပါဗျ။ခေတ္တကသူစင်းလေးဆက်ရှိအောင်အချမ်းပစစ်ကောင်းဆောင်မေအောင်လိုင်းကရုရှားစစ်ကောင်းဆောင်ပူတင်နဲ့တွေ့ဆုံခဲ့ရမှုဟာသူ့အနေနဲ့အလွန်အောင်မြင်အကျိုးဖြစ်ထွန်းတယ်ဆိုပြီး နေပြည်တော်မှာကြံခဲ့တဲ့ဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့ဗိုလ်ချုပ်တွေကိုအာရဝန်တာနဲ့အကြောင်းကြားလာပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်မှာတော့ဘကိုးတိုင်းထိထိုးပေါက်ဝင်ရောက်နေတဲ့အာခါတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစိုးရိမ်လို့ဆိုပြီးအကြမ်းဖက်စစ်ကောင်းစီတပ်ကပြည်မြို့မှာရှိတဲ့သူတို့ရဲ့စစ်တပ် Yes Khan ကင်းစခန်းနဲ့အထိုင်စခန်းတွေကိုဘန်ဂါရီဝတ်ချုံတွေနဲ့လုံခြုံရေးတွေတိုးမြှင့်နေပြန်ပြီ။မြို့ဆောင်တပ်အဖြစ်ပြူစောထီတွေကိုပါလက်နက်တပ်ဆင်မှုလုပ်နေပြန်တယ်တို့ စစ်တပ်တရင်အရေးမြင့်တဲ့ဒေတာတွင်တရင်အရေးမြင့်ကပြထားပါတယ်တစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်ကအချက်ဖက်စကောင်စီရဲ့စင်ဖြူကျုံမြို့မှာရက်စကတ်မှုရဲအုပ်သိမ်းလွှင်းဆိုတဲ့သူလက်ပီးဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးနေရာမှာတင်ပွဲချင်းမိကိုတေသွားပြီလို့ဒေတာကံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဆက်ကြည့်အောင်နောက်မှာအမေပြမလူမျိုးတွေကဗမာလူမျိုးတွေကအမေစုကိုတကယ်မချစ်ဘူးစစ်အာဏာရှင်လက်အောက်ကနေတကယ်မလွတ်မြောက်ခြင်းမှုဆိုတော့တုံ့တက်တာလေတော်တော်ကောင်းတယ်နော်ကြည့်လိုက်အောင် မ္မာလူမျိုးအများစုဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ဆိုတာတကယ်ကြတော့ကိုယ့်ရဲ့အတ္တကိုရှင်းတန်းတင်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့အနစ်နာခံမှုတွေပေးဆက်မှုတွေလိုရရင်အတ္တပါအသေးခံမယ်ဆိုတဲ့ဇွဲလုံးလားဝရိယအပေါ်မှာအတ္တကြည်ကြည်နဲ့ဗမာလူမျိုးအများစုကအုံချခဲ့ကြတာပဲကြာတကယ်တမ်းကြတော့အခုကြည့်လေနော်အာနာသိမ့်တယ်ဒေါအောင်ဆန်းစုကြည်လိုအသက်80အမေဝေးရထောင်ထဲမှာပေးဆက်နေရတယ်ဗမာလူမျိုးတော်တော်များများကတော့ နေတတူကဘွားကိုပြောပြောပပဖြတ်တန်းနေကြနေစဉ်ဘွားမှာကိုလှုပ်ရှားရှိရလှုပ်တယ်ရောင်းရှားရှိရရောင်းတယ်ချရှားရှိရချတယ်ဘားသွားတယ်ကလတ်သွားတယ်ပြီးရဆိုင်ထိုင်တယ်ကိုရဲ့မိသားစုလေးဥမပြတ်တိုင်းတိုင်းမကွဲနေထိုင်ရရင်တော်ပြီဆိုတဲ့စိတ်နဲ့အာနာရှင်လောက်မှာပျော်ပျော်ကြီးအာနာရှင်နေစီခြင်းတဲ့ပုံစံတိုင်းနေနေကြတယ်တနည်းကိုမိ၄နာရီနှစ်ခါသုံးခါပြီးတဲ့ဘွားမှာလေအာနာရှင်လောက်မှာပျော်နေကြတာပဲပျော်နေရအောင်ကြည့် ဒါတော့ဆန်းစုကြည်လျှောက်ခဲ့တဲ့လမ်းနဲ့အခုဒီလူတွေလျှောက်နေတဲ့ဖြတ်တန်းနေတဲ့ပုံစံဟာတကယ်တော့လုံးဝဆန့်ကျင်ပဲကြီးဒေါ်ဆန်းစုကြည်ကအာနာရှင်ကိုအမြင့်ပြုတ်အောင်တိုက်ထုတ်ဖို့ကြိုးစားခဲ့တယ်သူကတလျှောက်လုံးကိုပိဆက်ပြီးတော့အနစ်နာခံခဲ့တယ်ဗျဒါပေမဲ့ဗမာတွေတော်တော်များများကတော့ငါငါတို့ကတိုင်းပြည်အတွက်ဘာလုပ်ပေးရမလဲဆိုတာတဲ့ဒေါ်ဆန်းစုကြည်ကငါတို့အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲမျှော်လင့်ခဲ့ကြရတယ်ခဲ့တော့ပြောမယ်ဆိုရင်နောက်ကနေအေးအေးဆိုတွန်းတင်ပြီးတော့ကိုယ်အတွက်အသေးခံခိုင်းခဲ့ကြတာတကယ်ကြတယ် ကျွန်တော်ပြောတာကိုခဏလေးရက်ပြီးတော့စဉ်းစားကြည့်နောက်တစ်ချက်အာနာရှင်အလောက်ကတကယ်ပဲလွမြောက်ခြင်းရလားဆိုတာတော်တော်ကိုစဉ်းစားကြည့်ချက်ဖြစ်လက်တွေ့ကြည့်ရမယ်ကျွန်တော်တို့အာနာသိန်းလုံးကပျော်ပွဲစားထွက်တယ်လို့ပျော်ပျော်ပပနဲ့လမ်းပေါ်ထွက်ပြီးတော့ hey 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 ဆိုဆန္ဒပြခဲ့တဲ့လူတွေအခုပဲဝရောက်ပုံပြီးလဲဘာတွေလုပ်နေကြကိုကိုတိုင်းကိုကိုမိကြီးပြီးတော့ကိုပတ်ဝန်းကျင်မှာလက်လန်းမိတယ်လောက်ကြီးကြီးလူတိုင်းလူတိုင်းကြီးကြီးလို့ရတယ် အခုဘာတွေဖြစ်နေလဲပုံမှန်ပဲဘဝတွေကပုံမှန်ပဲနေ့တတူဘဝကိုဖြတ်တန်းနေရညနေစောင်းရင်ညစီသွားမယ်စားကြရင်စားမယ်ဘလို့ရိုက်เสียရိုက်မယ်ဘာသွားเสียရှိရသွားမယ်ကလပ်သွားเสียရှိရသွားမယ်ကိုယ်အလုပ်ကိုလုပ်မယ်ငါလုပ်လေအဆင်ပြေနေပြီးတော့ငါမိသားစုတွေမထိခိုက်ရင်ပြီးတော့ဆိုတဲ့အတ္တရနေကျွန်တော်တို့ကကိုယ့်ရဲ့ဘဝကိုနေ့စဉ်ဘဝကိုအာနာရှင်လဲအောင်မှာပြပြကြီးဖြတ်တန်းနေကြတယ်ခင်ဗျဟုတ်တယ်မလားတကယ်လို့သား အာနာသိင်္ဂါစာတော့ကလို့ပြပြပပဆန္ဒပြခဲ့ကြတဲ့လူမျိုးအခုချိန်ဒီတနည်းနည်းနဲ့အာနာရှင်ကိုတော်လှန်နေခဲ့မယ်ဆိုရင်ဒီအာနာရှင်အဖွဲ့အစည်းတစ်ခုဟာအခုလိုမျိုးဖြစ်မနေဘူးတမျိုးတစ်ပုံပြောင်းလဲနေတော့မြန်မာပြည်ရဲ့နိုင်ငံရေးလာရတမျိုးတစ်ပုံပြောင်းလဲနေတော့ဒီတော်လှန်နေဆိုလို့ကျွန်တော်ပြောပြမယ်တော်လှန်နေဆိုတာလက်နက်ကင်ပြီးတော့တိုင်မှာတော်လှန်တာမဟုတ်ဘူးဗျာတကယ်တော့တော်လှန်တဲ့ပုံစံနီလမောင်များဆိုတာအများကြီးရှိတယ် အလွယ်ဆုံးဥပမာတစ်ခုပြောပြမယ်ဂန်ဒီကအင်္ဂလိပ်ကိုဘယ်လိုတော်လှန်ခဲ့တယ်လဲတော်လှန်လို့ရတယ်နော်အဲ့လိုမျိုးတော်လှန်လို့ရတယ်ဗမာတော်တော်များအာနာရှင်လက်အောက်ကတကယ်လွမြောက်ခြင်းလားဆိုရယ်မိကုန်းဒါတွေကိုစဉ်းစားကြည့်ရင်ဒါသိနိုင်တယ်နော်တစ်ဖက်မှာဗမာလူနည်းစုဖြစ်တဲ့အညာဒေသတောသူတောင်သားတွေကလက်နဲ့ရရလက်နဲ့ဆွဲကင်ပြီးတော့တိုက်နေကြတယ်သူတို့တွေရဲ့အိုးအိမ်တွေစီးစိမ်တွေရွာတွေမိသားစုဘဝတွေပျက်စီးခံနေရနေ့စဉ်နဲ့အမျှဘုံကျဲခံရတယ်မိရှုခံရတယ်ဒါပေမဲ့မျိုးပေါ်နေလူတန်းဗမာလူတန်းစားကတော့ ဒါတွေကိုမတီးကျွကျွပြုတ်ပြီးတော့ငါလည်းမဆိုင်တယ်မျိုးနေနေကြတာကြည့်အရန်ဝမ်းနေစရာကောင်းတယ်ကျွန်တော်ကတော့ဒေါအောင်ဆန်းစုကြည်ကိုရောအဲ့ဒီအညာဒေတာတကယ်တိုက်နေတဲ့မမသူရဲ့ကောင်းတွေနဲ့အဲ့ဒီအဖြက်စည်းခံရတဲ့မိသားစုတွေရွာသူရွာသားတွေကိုလည်းကျွန်တော်ညီအစ်ကိုတနာရတယ်တက်လိုက်လေလေကျွန်တော်စိတ်ထဲမှာတနာ group နာဖြစ်တယ်ကဲတော်တော်များများ အသက်80အမေဦးကြီးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုလည်းအားမနာဘူးလို့အညာဒေသမှာနေ့စဉ်နဲ့မျှမီးရှို့ခံရတဲ့ဖျက်ဆီးခံရတဲ့လူတွေပေါ်မှာလည်းအားနာစိတ်နည်းနည်းမှတော့မဖြစ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုတစ်ပုဒ်မှာပြောခဲ့ပါတယ်ဗမာလူမျိုးအများစုကအာနာရှင်လက်အောက်ကဘရော့မှမလွတ်မြောက်ဘူးလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါကိုတချို့ကလာပြီးတော့စိတ်ဆိုးကြတယ်ပေါ့နော်စိတ်ဆိုးစရာမဟုတ်ဘူးအဲ့ဒါတကယ်တော့ကျွန်တော်ကချစ်လို့ပြောနေရတယ်ဗမာတွေကိုလွတ်မြောက်စေခြင်းနဲ့စေတနာနဲ့ပြောနေရတယ် ဲ့ဒီတော့ကျွန်တော်ပြောရတယ်ဟုတ်မဟုတ်ဆိုခဏလေးနားပြီးတော့ကိုယ့်အကိုစဉ်းစားကြည့်ကြကိုယ့်ပတ်ဝန်းကျင်မှာကြည့်ကြည့်ကြကိုကိုကိုတုံးသက်ကြည့်ကြနော်ဟုတ်တယ်နော်အခုကျွန်တော်တို့ဒီပမာလူမျိုးတွေကဒါစီယုံလိုက်မယ်သူတို့စီစီလုံးလုံးနဲ့ဒီတော်လန်ရေးတဲ့ကိုအာဆိုင်မယ်ဆိုရင်ဒီတော်လန်ရေးကခုလက်ရှိအခြေအနေထက်အများကြီးအောင်မြင်ပြီးအများကြီးတိုးတက်နေမှာအခုကပမာလူမျိုးတွေကို ။ तू ပြောတယ်လို့ပဲ तू ရခိုင်လူမျိုးလို့ထင်တာပဲ။ तू ပြောတယ်လို့ပဲဟုတ်တယ်တော်တော်လေးဟုတ်တယ်။ तू အခုကအမေစုလည်းအမနာဘူးပြီးရင်အခုအညာမှာတော်လန်ရင်ဝင်ပေးနေတယ်စိုက်ပွဲဝင်ပေးနေတယ်ရှေ့ရရလက်နဲ့လေးနေတယ်စိုက်ပွဲဝင်ပေးနေတယ်ကျွန်တော်တို့ရဲ့အညာက PDF ပမာလူမျိုးလေးတွေကိုလည်းအမနာကြအောင်ပြီးအညာမှာမိရှုခံရဖြက်စီခံရဘုံခွဲခံရမိသားစုကွဲပြဲတေးကြီးအဲ့ဒါတွေလည်းအမနာပဲနဲ့ဆန္ဒပြတော့ကတော့ဘာမှမလုပ်ခင်တော့ကတော့ဟုတ် ဟုတ်တယ်လို့လို့ဘာလို့လဲအားရပါရဝမ်းပါခဲ့လေအခုဒီချိန်မှာတော့သူတို့မီတာစုမထင်ဘာမှဖြစ်ဘူးမီတာစုမမထင်မသိဘာမှဖြစ်ဘူးဆိုတဲ့ပုံစံနဲ့နေနေကြတာလေတော်တော်ဆိုးပါလေအဲ့ဒါတွက်ကိုအတိတရားလေးတွေဝင်ပြီးတော့ဒီတော်လန်ရေးကိုနည်းနည်းပူအားဆိုင်ပေးကြပါဗမာလူမျိုးတွေပူအားဆိုင်ပေးပါဗမာလူမျိုးတွေရောဗမာအဖွဲ့အစည်းတွေရောအခုအညာမှာဆိုလေဗမာအဖွဲ့အစည်းတွေ꽌ပြင်းနေရတယ်အများရှိတယ်အချင်းချင်းတွေ꽌ပြင်းနေတယ်အဲ့ဒါလေအကုန်လုံးကဒီတော်လန်ရေးစစ်အာဏာရှင်ကြဆုံရမယ်ဆိုတဲ့အသွေးတစ်ခုပဲ ချဲ့ပြီးမှဒီရဲ့တော်လန်ရေးကိုဆက်လက်ပါဝင်ပေးကြပါဒီလိုအချင်းချင်းတယောက်အောင်ငါဘဒူကဘလောက်တာဘလို့ဘိုးဖြစ်သွားလို့ဘလောက်နေမြရသွားလို့ဆိုတဲ့အတွေ့အကြုံမှာသားပဲနဲ့စီစီရုံနဲ့တိုက်မယ်ဆိုရင်တော့အများကြီးအောင်မြင်မှာပါကျွန်တော်အတိတ်ကပြောချင်တာတော့ထောင်ထဲမှာရှိတဲ့မေဆုနဲ့အညာမှာပျက်စီးယိုရင်းသွားတဲ့ဘဝတွေကိုအားနာပေးကြပါလို့ဗမာလူမျိုးတွေကိုလည်းကျွန်တော်ဒီနေ့မြစ်တာရက်ခံပါလေစက်ကြည့်အောင်မတ်တတေအေးပြောထားတဲ့ရုရှားဒီမျိုးကတော့ကျွန်မကတက်လောက်တာလဲဆို ကျုံများဘောမတွေနားထောင်တင်တယ်မြန်မာပြည်ရဲ့ကျုံများပေါ့ရှင်เนาะအဲ့တော့မြန်မာပြည်ရဲ့လက်ရှိအချုပ်ချာအာဏာဟာဘယ်သူလက်ထဲမှာရှိနေတာလဲနောက်ပြီးတော့မအလစစ်အုပ်စုဟာမြန်မာနိုင်ငံကိုဘယ်လောက်နဲ့ရောင်စားထားတာလဲနော်အဲမေကွန်ထုတ်တာပါရှင်တို့တွေကဟာပူတင်နဲ့တွေ့တယ်အင်အားကြီးတဲ့နိုင်ငံကြီးနဲ့တွေ့တယ်ဆိုပြီးတော့ ျော်နေလိုက်ကြတာကျုံပီတလိုက်ကြတာရှင်เนาะအဲ့တော့ကျုံဆိုတဲ့သဘောတရားလေးကိုကျမကအရင်ရှင်းပြမယ်နိုင်ငံနဲ့ချီပြီးတော့ကျုံဖြစ်ရမယ်ကိစ္စတရက်ကိုအာရဝန်းတာနေရဆိုတာကလုံးဝရုပ်မာတဲ့လမ်းစဉ်ကို ကောင်းကောင်းကြီးရှောက်လန်းနေတာဖြစ်တယ်လို့လုံးဝပညာမဲ့တာဖြစ်တယ်အသိပညာမရှိတာဖြစ်တယ်နောက်တစ်ခုကတကူကောင်းစံတာဖြစ်တယ် ကို့အတွက်ပဲကို့ကြည့်တာဖြစ်တယ်။အဲ့ဒီထဲမှာမှဘောမအယိုးအရင်ကြိုက်များခွေးဝဲစားလောက်ကောင်များအဲ့ဒီလူတွေအစွန်အပွားအစွဲအပွားများကပါကြီးနဲ့နေတာတွေ့ရတယ်။အခုပူတင်နဲ့တွေ့တွေ့ခဲ့တဲ့ကိစ္စဟာမြန်မာနိုင်ငံနဲ့တေချာနာတော့နော်ပူတင်ဘယ်ကွာတေချာနာတော့အပေးအယူလုပ်ပြီးဝင်လာခြင်းသာဖြစ်ပါတယ် ဲ့တော့မြန်မာနိုင်ငံကိုကူညီချင်တာလားမြန်မာပြည်သူလူထုကိုကူညီချင်တာလားမင်းအွန်လိုင်းကိုကူညီချင်တာလားဆိုတော့လုံးဝမဟုတ်ပါဘူးသူလိုချင်တဲ့အရာအလဲအလဲလုပ်လိုက်တာဖြစ်ပါတယ်ပူတင်လူလူမျိုးကမင်းအွန်လိုင်းလိုကောင်မျိုးကိုဟုတ်လားသူအိမ်သားတဲ့ကအိမ်သားစီးခဏလောက်တော့တန်မိုးထားခဲ့တာမဟုတ်ဘူးဒါပေမဲ့ဘာလို့တွေ့တာလဲအထုပ်အကြီးကြီးပိုက်ဖို့အတွက်ပဲရှင်းတယ်နော်ကျွန်မပြောတာ ငါထိုင်နေတဲ့ခုံနော်ငါသွားနေတဲ့လမ်းငါမိသားစုရဲ့အသက်အန္တရာယ်အနာဂတ်အတွက်မင်းအောင်လိုက်အောင်မြန်မာတနိုင်ငံလုံးကိုရဲရဲကြီးထိုးကျွေးနေတာဖြစ်ပါတယ်အဲ့ဒါကိုအားရပါရကျေနပ်နေတဲ့ဘောမကျွန်းအကြီးစားများအယုတ်တမာများကိုယ့်ရဲ့အကျိုးစီးပွားအတွက်ဆိုရင်ကိုယ်သမီးချနောင်နေတော့ဝင်ဖို့ ဝင်မလေးတဲ့ကောင်များကခြေနဲ့နေတာမြင်ရတော့အိုးအဲ့ဒီလူတွေအချုပ်အခြားအနာကိုကြိုင်ပြီးတော့မှ လုံကြုံရေးအမိခံပြီး ဝင်လာမှာဖြစ်ပါတယ်အခုလဲဝင်နေဝင်နေပြီဖြစ်တယ်နော်တရုတ်ကနေပြီးတော့စတင်ပြီးတော့ဝင်နေပြီအခုရုရှားကဝင်လာတော့မှာဖြစ်တယ်အဲ့တော့ကျွန်လုံးလုံးဖြစ်ပြီဆိုတာကိုအယုတ်တမကျွန်များသိအောင် ပြောလိုက်ပါတယ်ရှင်เนาะချလာကျွန်းနေကျွန်းစိတ်ပေါက်နေတဲ့ဟာလေเนาะဘောမလော်ပြီးတယ်မင်းတို့တွေကျွန်းစိတ်ပေါက်နေတာဒီရနာအလကမင်း online မင်းတို့ရပပကြီးတွားတယ်ဆိုတော့အလဟတက်သွားတာမဟုတ်ပူတင်ကြီးကပြုံးပြော်နေတာမင်းတို့ပပကြီးနဲ့တွေ့လို့ပြုံးပြော်နေတာဆိုတော့မင်းတို့ပပကြီးကတကယ်ကပခေါင်းဆောင်ကြီးမလို့ကပနိုင်ငံတကာအတိမဲ့ပြစ်ထားတဲ့ခေါင်းဆောင်ကြီးကိုတွေ့ရလို့ပူတင်ကပြုံးပြော်နေတာမဟုတ်ဘူးမင်းတို့မြန်မာနိုင်ငံကတည်ရင်ဇာတတည် ်နော်မြန်မာနိုင်ငံကဘာတွေညာလဲအကုန်ထိုးကျွေးမြန်မာနိုင်ငံကိုရောင်းစားပြီးပေါ်ချောင်ရလို့ဟာပြုံးပြော်နေတာနော်ပေါ်ချောင်ရလို့ပြုံးပြော်နေတာအဲ့ဒါလေးကိုဘာမှမသိ lobby တွေဒီရဲ့ဘဘကြီးရဲ့ lobby တွေနဲ့နောက်ကဘယ်လိုမျိုးတွေအဲသူတို့ရဲ့အောက်ကဘောမအများတိုက်အတိုင်းဝိုင်းတစ်ခုလုံးကွာအရင်တော့ပြော်နေတာဟာနိုင်ငံတော်အစ်စင်ကြီးတွေ့ရတာတို့ဘာလို့ပြီးဆိုမင်းတို့တွေ့တဲ့ကောင်ကလေကဘာကအကြမ်းဖက်ကောင်လို့တတ်မှတ်ထားတယ်တမရ ပူတင်ဆိုတာလေကဘာအချမ်းဖက်လို့သတ်မှတ်ပြီးတာနော်သူများနိုင်ငံကိုကျူးကျော်သူများနိုင်ငံကိုမတရားကျူးကျော်မကောင်းတဲ့လူလို့သတ်မှတ်ပြီးတာအဲ့လူလူနဲ့တွေ့တာကိုဂုံစားနေတာအံ့ဩလို့ကိုမဆုံးဘူးမင်းတို့အသွေးမင်းတို့အုံနောက်တွေကိုလည်းအံ့ဩလို့မဆုံးဘူးမင်းတို့အုံနောက်ထဲမှာဘာရှိလဲဆိုတာအဲ့ကနေတန်းသဘောပေါက်လိုက်ပြီနော်မင်းတို့ပြီမင်းတို့ဘဘကြီးတွားတွားတဲ့ကိစ္စမှာလေကိုယ်နိုင်ငံကိုတရောင်စားတာနော်ကိုယ်နိုင်ငံကိုတရောင်စားတာမင်းတို့ဘဘကြီးလုံရင်ကြောင့်မင်းတို့ဘာမှမဆိုဖြစ်တယ်ကိုယ်နိုင်ငံတရောင်စားလို့လည်းမင်းတို့အတန်မထွက်ဘူးပြီးရင်တရုတ်လက်နက်ကင်တွေကို မြန်မာနိုင်ငံနဲ့တွင်းချင်တာနဲ့စာချုပ်ကလည်းဥပဒေအစ်စ်တွေရေးတာလဲဘာအတမ်းမှမထွက်ဘူးနော်ဥပဒေအစ်စ်တောင်ရေးပြီးမှတရုတ်လက်နက်ကင်တွေကိုမြန်မာနိုင်ငံတည်းဒီခေါ်ထဲတယ်အခုလေရုရှားတွေရောလောက်ကွက်တွေပေးပြီးလက်ရုရှားလက်နက်ကင်တွေပါဝင်လာလိမ့်မယ်နော်အဲ့ချိန်ကျမင်းတို့ကျွန့်ဆက်ခံကြမင်းတို့ကြော်ရကြော်ပြပအကူပစင်ရိုးနေအမေစုကအကြံပေးပုတ်ကိုလေးခန့်တာကိုတော့မင်းတို့ခွေးလို့နွားလို့ဝိုင်းကြိုက်ဝိုင်းပြောနေကြတာ အခုမင်းတို့ရဲ့ဘဘရေလုံနေတဲ့ခါကျလက်နဲ့ကြိုင်မိမကိုကိုတိုင်းမိတဲ့ဝင်ပြီးကိုတိုင်းမိတည်ရန်စားတဲ့သူဖို့နေတာနော်အဲ့ဒါလေကြောင့်မင်းတို့ဘာအမှမထုတ်ဘူးနိုင်ငံကောင်းကျိုးလောက်တာဘာနိုင်ငံကောင်းကျိုးတော့ဘာနိုင်ငံမှကောင်းကျိုးမလုပ်ဘူးမင်းတို့ဘဘရေနော်သူစီဝါရေးနဲ့သူရဲ့မိသားစုကိုပဲကာကွယ်ဖို့သူအလို့ခုသွားလုံနေတဲ့ကိစ္စလေးကတော့အဲ့ဒါလေးပဲလုံနေတာအဲ့ဒါလေးတီးဖို့မင်းတို့အုံနောက်ထဲမှာသမင်းလေးပါလေပြောင်းစားကြည့်တော့မင်းတို့ဘောမတွေကိုလည်းပြောရတော့တော်မောနေပြီမပြောနိုင်တော့လော်ဘီတွေပို့ဆိုးဟိုပူတူးမမဟာခွေးဆိုတာပို့ဆိုးဇော်ဖုံးဝင်းတို့ပို့ဆိုး ဘာအိမ်မောင်မတည်ဘူးနော်ရှောက်လောနေပီတူတူရှောက်မှာစိတ်တွေမခတ်ပါနဲ့တော့မင်းတို့အုံနောက်တယ်မှာမင်းတို့မတည်ရလဲမင်းတို့တိတိနေမင်းတို့ဒါမင်းတို့ပတ်ဆံရလို့မင်းတို့လုံနေတာနော်တိတိနေလုံမနေနဲ့မင်းတို့အဲ့ဟာတွေမင်းတို့မီတာမင်းတို့ပဲခံရမှာပေါ့နော်မင်းတို့မီတာစုပါပြန်ခံရမှာနော်ပီတူများစွာဒုက္ခရောက်ခဲ့တဲ့ဟာတွေပီတူလိန်ညာခဲ့တဲ့ဟာတွေအဲ့တော်များဟိုပြောတာတွေကကျော်အမေစုကလိန်ညာခဲ့တဲ့ဘာညာလဲမဟုတ်ကဟုတ်ကလေအဲ့လိုတွေပြောနေတာလေမင်းတို့ရက်လိုက်တော့နော်မင်းတို့လုံနေတဲ့ဟာမင်းတတိရှိတယ်ဆိုအမှန်တရားပြောရတယ်ဆိုအခုမင်းတို့ဘာ တိုင်းမျိုးရောင်စားနေတဲ့ကိစ္စလေးတိုင်းပြည်ထဲမှာဟိုတခြားလက်လက်ကင်တွေခေါ်ထည့်တဲ့ကိစ္စလေးမင်းတို့ပြောလေဟောင်းလေသကောင်းမှမဟောင်းရဲဘူးမင်းတို့ကအဲ့ဒါအမှန်တရားမဟုတ်ဘူးမင်းတို့အဲ့ဒါဘောပိတ်နေတာဘောပဲမနေတာဘောမားတဲ့ဘက်ကနေပဲပြောနေတာတဖက်တက်ပြောနေတာနော်ဆက်ကြည့်အောင်မင်းတို့ဘောမားကျွန်ဖိုးဟဲဘာပြောထားလဲဆိုဦးမေအောင်လိုက်စကားလေးတခုပြောလိုက်ရင်တော့မှလိုင်းပေါ်ကနေအိုးကဘာတနိုင်ငံလုံးသိအောင်လို့ဟာတက်မလို့သားနဲ့တက်မလို့သားမိသားစုတွေ fighting ဆိုတာတခုပဲပြောလိုက် ်ချတာမင်းတို့နောက်မှာတောင်ဝင်မှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်တယောက်ရှိတယ်ဆိုတော့မင်းတို့မမေ့နဲ့လို့တခွန်းပဲပြောလိုက်တာ ਨੇ တမ်းတော့ခုသူပြောတယ်လို့မင်းတို့ရဲ့ခေါင်းဆောင်ကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်ဆိုတော့တေချာလာတော့အကုန်လုံးစဉ်းစားကြည့်နော်မင်းတို့ဘောမရောဘောမလောပြီးတော့အကုန်စဉ်းစားတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်ပီတလာမင်းတို့ရဲ့မင်းအွန်လိုင်းကအဲ့ဒါအရင်စဉ်းစားနော်ပြရမှာစပါပဲအစိုးငွေလေးတိုးပေးပါဦးခင်ဗျာနော် 900ပါလေတက်နိုင်တယ်လို့တိုးပေးပါဦးတကြံမရောက်ခင်လေးနော်ကျွန်တော်တို့တက်ဘလို့သားတွေရဲတပ်ဘဝတွေပြည်သူစစ်တွေနော်အစိုးဝင်လေး950နဲ့ဘလို့မှမဖြစ်တော့တဲ့ကုံစင်းနှုံးနေနဲ့ចောင်းမလို့နော်တက်တော်သားမိသားစုကိုသားရဲတပ်ဘဝတွေပြည်သူစစ်တွေကိုသားနော်နိုင်ငံတော်ရဲ့အကြီးအကဲတယောက်အနေနဲ့လောက်နိုင်နေဆိုတာကိုသိပါတယ်နော်ဘာသာကြိုကြီးတို့ပေးတာနဲ့အစိုးဝေ950ကอืม ကျွန်တော်တို့တက်မလို့သားအခြေခံစစ်တီတွေကကြက်ဥတလုံးကိုလေးသိမ့်စိတ်ပြီးတော့မှစားမရမှာမှန်တယ်အဲ့ဒါကိုတက်မလို့ဓာတ်တွေဆိုတဲ့ဟာတယ်နော်တက်မလို့ဓာတ်တွေဆိုတဲ့အောက်တန်ဇာတက်မလို့ဇာအောက်တန်ဇာတွေမင်းတို့ကြည့်လိုက်မင်းတို့ရလဲကြက်အစုံငွေ850နဲ့ကြက်ဥတလုံးတော့မှလေးချမ်းတရက်ကိုလေးတရက်လူပြိုစားမယ်ဆိုရင်တော့တရက်ကိုလေးချမ်းချမ်းပြီးတလုံးကိုလေးချမ်းချမ်းပြီးတရက်စားမရမှာအဲ့ဒါကိုမှမင်းတို့ရဲ့အောက်က စ်ခွေးတဲ့ဘာလို့လုံနေလဲဆိုအခိုင်းငါပြောနေတယ်လို့ပဲခိုးဆိုးလူနိုင်မရင်ကျင့်နေရလို့လက်အောက်ကမထွက်နိုင်တာအဲ့ဒါကိုဒီကောင်ကမတိလာလားမတိချင်အောင်ဆောင်လာလားမတိအဲ့ဒါကိုဒီ950နဲ့ကျင့်နေတယ်လို့သူကထင်နေတယ်အဲ့ဒီ၄စိတ်ကိုကိုကျေးဇာနာနဲ့စိတ်ရှိရင်တော့စားကြည့်ပေါ့အဲ့လေစားကြည့်ပါဟာလည်းကျုပ်တစ်စိတ်၄စိတ်စိတ်ပြီးတစ်စိတ်ပဲစားပါတယ်ကွာမင်းတို့လည်းအဲ့ဒါပဲစားဆိုရင်တော့ကျင့်နေတယ်လက်ခေါ်ချီတော့ကတကူလုံးလေးပြူပလိုက်မယ် ကျုပ်တော့အဲ့လိုမဟုတ်ဘဲနဲ့ကိုကတော့ဝေကောင်းစားလာတွေဝစ်ပြီးတော့မှစီတူပူးတွေဟုတ်လားစားပြီးတော့မှကိုအောင်ချေဟာရှိနေတဲ့တက်မတော်သားတွေကိုတော့ကျုပ်တလုံးလေးစိတ်တော့မကြွေးပါနဲ့ကျုပ်တလုံးက400ဖြစ်နေလို့ပါကျုပ်နှလုံးက800ဖြစ်သွားပြီအဲ့တော့အစိုးမွေ950အဲ့ဒါကျုပ်ပဲပြောတာနော်အသားမပါဘူးဝါသားတပိတ်သား၄000 ကျွန်တော်တို့တမတော်သားတွေလည်းအသားငါးစားခြင်းပါတယ်ခင်ဗျာခိုးစားနေလူစားနေအဲ့ဒီအစုံ950တော့မလုံနေတော့တပေါင်းခွဲတော့နှစ်ပေါင်းတော့လှုပ်လိုက်အောင်ရနိုင်မယ်ဆိုတော့အဲ့ဒါဆိုရင်တော့စစ်တိုက်လည်းပျော်တယ်ဘေးမှနေနေပျော်တယ်နော်အဲ့တော့လှုပ်လိုက်အောင်ကျွန်တော်ကျွန်တော်နိုင်ငံတော်ဘတ်ဂျက်အဲ့လိုဒီဟိုမဖြစ်ပါဘူးကျွန်တော်နိုင်ငံသားတန်ဆာရတွေပုံများပါတယ်ကိုလူကိုကချင်းတော့မတက်ကြပါနဲ့နော်အားရင်နေခွန်အားတွေပြည့်အောင်လို့လှုပ်ကြပါအောင်တမတော်ကာကွယ်ဦးစီးချုပ်ကြီးကိုလည်း ကျွန်တော်တို့တန်ဇာတာတွေပေါ်များပါတယ်ပေါ်များပါတယ်တန်ဇာတာတွေအရင်ပေါ်များပါတယ်မင်းတို့ဘပတွေခိုးဖို့ပဲရှိတာမင်းတို့စစ်သားတွေကိုအလားတူပေးဖို့မရှိဘူးမင်းတို့အထက်လူကြီးတွေဘပတွေဘပမိသားစုတွေခိုးဖို့သူတို့ခိုးဖို့သူတို့သူတို့မိသားစုအတွက်ပဲရှိမှာမင်းတို့တော့ဒါအဲ850နဲ့လောက်အောင်စားပဲရှင်းလားအဲ့ဒါပဲအဲ့ဒါမှဆက်ပြီးမင်းတို့မနိုင်နေဆက်မကြယူဝင်ကြောစာနဲ့ပဲဒီကနေပြီးတော့ဥခိုက်ပါတယ်ရဇသမရဗလာဒီမာပူတင်ကကြောချင်းကရင်ချင်းအပ်တဲ့အနေထားမျိုးတွေနော်စာချုပ်တွေ၁၀ခု၅ခုတွေချုပ်တယ်နော် အာကျွန်တော်တို့တိုင်းပြည်အတွက်ကျလားတိုင်းပြည်ကိုရောင်စားတော့ပျော်နေတာကျလားတိုင်းပြည်ကိုရောင်စားနေတာစာချုပ်တွေချုပ်ပြီးတိုင်းပြည်ကိုရောင်စားနေတာဘယ်လိုမျိုးအကျိုးအမြတ်တွေဗာအကျိုးမြတ်မှမရှိဘူးဆောင်းနိုင်မလဲခေါင်းဆောင်လေးကျွန်တော်တို့နိုင်ငံအတွက်နော်အားကိုရမယ်စရုပ်ထမင်းကြီးဗာမင်းကြီးတော့မာရဝီဇာဘော်ဒါယိုဘော်ဒါယိုတည်ထောင်ခဲ့တဲ့မင်းကောင်းမင်းမြတ်ကြီးတိုင်းပြည်မှာဘာသာရောသာသနာရောစီရေးရောနိုင်ငံရေးရောစီးပွားရေးလူမှုရေးကိုအဖက်ဖက်ကတော်တဲ့ တက်တော်ကားဝယ်ဦးစီးချုပ်တယောက်အနေနဲ့เนาะမြင်ချင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုသူတို့ရဲ့ဗီဒီယိုဒီခုဒီ reaction video တွေလောက်တယ်ဆိုတာကလည်းကျွန်တော်တော်လန်ရေးကိုလေအာ short နေလို့အမရအောင်ဗီဒီယိုလေးကိုအတန်းတလောက်လေးပြီလို့လေးလောက်ပြီမလောက်ပြီတင်တာလောက်ချင်စိတ်ကိုအမရှိဘူးတခါတည်းလေးဆိုရင်ကို့ဗီဒီယိုမှာဒီ ဘောမတွေအကြောင်းနေပြောပြီဆိုဒေါ်လာထွက်လာတာသူတို့မဟုတ်ကဟုတ်ကတွေလှုပ်တဲ့ဟာတွေမဟုတ်ကကိုကပြောနေရတယ်ကြားလာတယ်ဆိုဒေါ်လာထွက်လာတာအဲ့မဒေါ်လာမထွက်ချင်လို့မလှုပ်ပင်နဲ့မလှုပ်ဘူးလို့စဉ်းစားပြင်မယ်လေတော်လန်ရေးဘက်မှာလည်းအားနေတော့မှကျွန်တော်တို့ဘောမလော်ပြီးကြတဖြည်းဖြည်းများနေတော့ကိုဘက်ကလည်းလှုပ်နိုင်တဲ့လောက်လေးလှုပ်တာပါအားကြောင့်မို့ကျွန်တော် channel လေးကို subscribe လေးလုပ်ပြီးဝမ်းရံပေးကြပါမြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေရေးတော်ဘုံအောင်နေပြီ